ဒီနေ့မှာတော့ကျွန်တော်ကအမျိုးသားတွေအတွက်အကျိုးရှိမဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုပြပြပေးသွားမှာဖြစ်ပါတယ်။အာကျွန်တော်ကတော့ဒေါက်တာတီရန်ထုံးမဖြစ်ပါတယ်။အဲ့တော့အမျိုးသားတွေအနေနဲ့သူတို့အရန်သိကျင်နေတဲ့မိကုန်နေရှိတယ်။ဘာနဲ့ပတ်သက်ပြီးလဲဆိုလို့ရှိရင်ဒီအမျိုးသားဒီတောက်တဲ့ကြာစင်းနဲ့ပတ်သက်ပြီးတော့ဗောနော်။အဲ့တော့ကျွန်တော်ဆိုလဲခဏခဏလာမေးကြရတယ်ဆရာဒါဆေးကဘာဆေးလဲဘယ်လိုမျိုးတွေတောက်လို့ရလဲကြာဖို့တော့ကောင်းလားဘယ်နဲ့ချင်းတောက်အောင်မလဲဒါမျိုးတွေကျွန်တော်ကိုမေးကြတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကဒီလိုမျိုးကြာစေးနေပတ်သက်ပြီးတော့ တည်တည်တိလိုက်တဲ့အချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာကျွန်တော်ကဘာဆေးအကြောင်းကိုအဓိကထားပြီးပြပြပေးမှာလဲဆိုလို့ရှိရင်ဒီကြာဆေးလို့အမျိုးသားတွေသတ်မှတ်ထားတဲ့ဒီ paragraph ဆေးတွေနောက်ဒီ CNF ပါဝင်တဲ့ဆေးတွေပေါ့နော်။စီဒိုရာတို့ဒီလိုမျိုးဆေးတွေအကြောင်းပဲဖြစ်ပါတယ်။အမှန်တော့ဒီဆေးတွေကကြာဆေးတဲ့ဆေးတွေမဟုတ်ပါဘူး။ဒါပေမဲ့အမျိုးသားတွေကလွဲမှားပြီးတော့ဟာဒီဆေးတွေကကြာဆေးတယ်ဆိုပြီးတော့သူတို့ကတောက်နေရမျိုးတွေဒါတချို့သောအမျိုးသားတွေရှိတတ်တယ်။အဲ့တော့ အမှန်တော့ဒီဆေးတွေကဘာဆေးတွေလဲဆိုလို့ရှိရင်သူကပန်းတီပန်းညိုယောဂါမှာကုသတဲ့ဆေးတွေပဲဖြစ်ပါတယ်နော်ကြာစေးတဲ့ဆေးတွေမဟုတ်ပါဘူးဒါပေမဲ့ဒီဆေးကသူကဒီအမျိုးသားအင်ကထောင်မတ်ဖို့အတွက်ကိုအားပေးတဲ့အတွက်ကြောင့်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်သူကထောင်မတ်တာကိုဖြစ်စေတယ်အဲ့တော့တောက်လျှောက်ဖြစ်နေမှာပေါ့အဲ့ဒီခါမှာဘာဖြစ်လဲဆိုလို့ရှိရင်သူကဓာတ်ရိုက်တော့မဟုတ်ပေမဲ့ကြာတာမဟုတ်ပေမဲ့ဒီဆက်ဆက်တဲ့အခါမှာသူကခဏခဏဆက်ဆက်လို့ရတဲ့ပုံစံတော့ဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့လေတချို့တော့အမျိုးသားတွေကဟာဒီဆေးက ကြာတယ်ဆိုပြီးတော့သူတို့သတ်မှတ်ကြတာဖြစ်ပါလိမ့်မယ်တကယ်တော့ကြာစည်းဆိုတာကတက်တက်ရှိပါတယ်เนาะအဲ့တော့အင်္ဂလိပ်စေးမှာလည်းရှိတယ်ကြာစည်းဆိုတာကတက်တက်ရှိပါတယ်အခုကျွန်တော်ပြောမဲ့ဒီ season of fate ပါဝင်တဲ့စေးတွေကတော့ဒါပန်းနေပန်းညို့ယောဂမှာကုသတဲ့စေးတွေဖြစ်ပါတယ်ကြာစည်းမဟုတ်ပါဘူးအဓိကတော့ကျွန်တော်ကဒီစေးနဲ့ပတ်သက်ပြီးတော့တည်တည်တိုက်တာတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒါเนาะဒီအမျိုးသားတွေကဒီစေးကိုတောက်ပြီဆိုလို့ရှိရင်သူတို့ကဘာဖြစ်တတ်လဲဆိုလို့ရှိရင်တစ်ခါတလေမှာလိုအပ်ထက်ကိုပို့ပြီးတော့တောက်မိတတ်တယ်အဲ့တချို့တွေက ဘယ်လိုတောက်ကြလဲဆိုလို့ရှိရင်သူကပုံမှန်ကတစ်လုံးပဲတောက်ရမယ်100 mg ပဲတောက်ရမယ်အဲ့ဒါတော့မဟုတ်ဘူး100 mg တောက်တယ်300 mg တောက်တယ်ဒီလိုမျိုးတွေလောက်တတ်တယ်ဒါကအနေရများပါတယ်အဲ့တော့ sildenafil ပါဝင်တဲ့ဆေးဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့သလိုပဲသူဒီပုံမှန်တစ်နေ့ကိုအများဆုံး24နာရီအတွင်းမှာတောက်မယ့်ပမာဏက100 mg အများဆုံးဖြစ်ပါတယ်အဲ့တော့နောက်ထပ်တခြားဆေးတွေလည်းရှိတာပေါ့နော်သတ်မှတ်ထားရရင်တော့မတူဘူးဒါပေမဲ့အခုကျွန်တော်ပြောတဲ့ဆေးကကြတော့အသုံးများတယ်တော်တော်များများလည်း ဒစိမျိုးစုံနဲ့ဝယ်လို့ရတယ်အဲ့တော့ဒီဆေးကိုတောက်မှန်ဆိုလို့ရှိရင်ကျွန်တော်တို့က 100mg ထက်ကိုပို့ပြီးတော့တောက်လို့မရပါဘူးเนาะအဲ့တော့ season effect ပါဝင်တဲ့ဆေးတွေကဘယ်လိုမျိုးဆေးတွေလဲဆိုလို့ရှိရင်ဒါဈေးကွက်ထဲမှာဘယ်လိုနံပါတ်နဲ့လာတက်လဲဆိုရင် Baragra ရှိတယ်နောက်တစ်ခုက Sidora ရှိတယ်နောက် Cavada ရှိတယ်ပြီးတခြားနံပါတ်နဲ့လည်းရှိတယ်ပြီးတဲ့အခါမှာဒီဆေးကိုတို့က jelly ပုံစံနဲ့လာမျိုးလည်းရှိတယ်အဲ့တော့ jelly ပုံစံနဲ့ကျွန်တော်တို့ဝါစားလို့ရတယ်အဲ့ဒီလိုဆေးတွေလည်းရှိတယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ ဒီဆေးတွေကိုတချို့ကဘာဖြစ်လဲဆိုလို့ရှိရင်ဆေးအလုံးတောက်လိုက်တယ်ဟာပြီးတော့အမ်ကိုတကယ်ချင်းကလာပြောတယ်ဟာမင်းဂျယ်လီလေးလဲဝါလိုက်ကောင်းသွားမယ်ပိုပြီးကောင်းသွားမယ်အဲ့လိုမျိုးပြောတတ်ကြတယ်အဲ့ဒီခါမှာမဖြစ်လဲဆိုလို့ရှိရင်ပါဝဲဆေးကတူတူပဲဂျယ်လီမှာလဲဒီဆေးစီတနာဖေး100 mg ပါတယ်ကိုတောက်လိုက်တဲ့တောက်ဆေးမှာလဲပဲ100 mg ပါနေတဲ့ခါမှာ100 mg ဖြစ်သွားပြီးတော့ဘာတွေဖြစ်တတ်လဲဆိုလို့ရှိရင်ဒီဆေးတွေရဲ့ဗီဒရဆိုးကျိုးတွေကိုအရန်ခံစားရတယ်အဲ့တော့ဒီဆေးတွေရဲ့ဗီဒရဆိုးကျိုးတွေကဘာတွေလဲ တော့ဒီဆေးတောက်ဖူးတဲ့လူတိုင်းသိမယ်ဒီဆေးတောက်ရင်ခေါင်းရမ်းကြိုက်တယ်အဲ့တချို့ဆိုလို့ရှိရင်ဘာမှမလုံနိုင်တော့အောင်ခေါင်းရမ်းကြိုက်တယ်အဲ့တော့ကိုကသွားပြီးတော့200မီလီဂရမ်လောက်သွားတောက်လိုက်မယ်ဆိုလို့ရှိရင်တော့အပိုပြီးတော့ကြိုက်မှာပေါ့နော်နောက်တဲ့အရေးကြီးတဲ့အချက်ကဒီဆေးကသွေးပောင်ကျတတ်တယ်အဲ့တော့ပုံမှန်200မီလီဂရမ်လောက်တောင်မှအဲ့တချို့တွေမခံနိုင်ဘူးထိုင်ထခေါင်းမူတာဖြစ်တတ်တယ်အဲ့တော့အများကြီးတောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပိုဆိုးတာပေါ့နော်ခေါင်းတွေရမ်းကြိုက်မယ်ထိုင်ထခေါင်းတွေမူးမယ်အဲ့တော့ကသွေးပေါင်ပြုတ်ကျသွားတတ်တယ် ပိုဆိုးတာကတချို့တော့ဒီနှလုံးရောဂါအခံရှိတဲ့လူတွေကဒီ nitrate ပါတဲ့ဆေးတွေကိုတောက်နေရမယ်ဆိုရင်သူတို့ကဒီဆေးတွေကိုဒီပန်းနေပန်းရောဂါမှာတုံးတဲ့ဆေးတွေခုနကကျွန်တော်ပြောသလိုကြာသေးဆိုပြီးတော့တောက်လိုက်တယ်စီတန်ဖေးပါနေတယ်ဒီလိုဆေးကြောပြီးတော့တောက်လိုက်မယ်ဆိုလို့ရှိရင် nitrate ပါတဲ့နှလုံးဆေးတွေကလည်းသွေးပောင်ကိုကျတတ်တယ်အဲ့တော့ပန်းနေပန်းရောဂါမှာတုံးတဲ့ဆေးတွေကလည်းသွေးပောင်ကိုကျစေတယ်အဲ့တော့သွေးပောင်ပိုပြုတ်ကျပြီးတော့တချို့တွေဆိုလို့ရှိရင်ဆေးရုံကိုအရေးပေါ်ရောက်သွားတာမျိုးတွေရှိတတ်တယ် အဲ့ဒါကြောင့်မလို့ဒါသတိထားဖို့လိုအပ်တယ်နော်အဲ့တော့ဒါအနေရှိတယ်အတချို့ကြတော့လည်းဘာဖြစ်တယ်လဲဆိုလို့ရှိရင်ဒီဆေးတွေတောက်ပြီဆိုလို့ရှိရင်မျိုးလုံးပြတာမျက်စိကြည့်မကောင်းတာဖြစ်တတ်တယ်အဲ့တော့ကိုကကားမောင်းဝင်ဆိုလို့ရှိရင်ပြဿနာရှိနိုင်တယ်ရင်းနေပါလေမောင်းရပြီဒါကိုကဒီလိုမျိုးနော်လှေကားအမြင့်နေတက်ရပြီဆောက်လို့ရမှာအလုံးလုံးရလူဆိုလို့ရှိရင်သတိထားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆေးတောက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကမျိုးလုံးကြည့်မကောင်းတာမျက်စိပြတာမျိုးဖြစ်တတ်တယ်အဲ့တော့မတော်တဆပြုတ်ကြတာမျိုးကားအက်ဆီဒန့်ဖြစ်တာမျိုးဒါမျိုးတွေ ဖြစ်တတ်ပါတယ်နော်အဲ့ဒါတွေကတတိထားမဲ့ချက်တွေဖြစ်ပါတယ်အဲ့တော့ကြာစေးတွေနော်ဒီလိုမျိုးပန်းတိပန်းညောရောက်ကမှာကုသတဲ့စေးတွေကိုတောက်ပြီးတဲ့အချိန်မှာနော်ကာမောင်းတာရင်မောင်းတာတက်နံ့ညာမလုံးသင့်ဘူးနောက်တစ်ခါဒီလိုမျိုးအထက်မြက်အဆောက်အဦတွေမှာလုံနေရတဲ့လူဆိုလို့ရှင်တတိထားတဲ့ပြီးတော့အခါမှာဒီနှလုံးစေးတွေနဲ့တွဲပြီးတော့တောက်တဲ့အခါမျိုးမှာဆိုရင်ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုမဖြစ်မနေခံယူသင့်တယ်အားကြောင့်မလို့တချို့တွေကပြောကြတယ်နှလုံးစေးတွေ နှလုံးရောဂါအခံရှိတယ်ဆိုရင်နှလုံးဆေးတွေတောက်နေရတယ်ဆိုရင်ပန်းတေပန်းညောရောဂါဖြစ်နေတဲ့လူတွေကဒါဆောင်းနဲ့တိုင်ပင်ပြီးမှတောက်ပါဆိုပြီးတော့တွေးကြည့်ကြမယ်ထင်ပါတယ်เนาะဒါကခုနကျွန်တော်ပြောသလိုဆက်ဆက်ပြီးတော့ဖြစ်သွားတာဖြစ်ပါတယ်เนาะအဲ့တော့ဘီဒါသူ့ရဲ့ဒီဘီရဲ့ဆေးရဲ့ဘီဒရဆိုးကျိုးတွေပေါ့เนาะအဲ့တော့ဒီဆေးကိုကျွန်တော်တောက်လို့ရှိရင်เนาะဖိုင်ထပ်ပြီးတော့တိထားတလဲရဆိုလို့ရှိရင်ဒီဆေးကသူက24နာရီအတွင်းမှာဒီချိန်မဲ့တောက်တင်နေပေါ့เนาะအဲ့ဒီချိန်မဲ့တောက်တင်နေ100 mg အများဆုံး ပေါက်တင်တယ်เนาะအဲ့တော့ပြင်းအနေနဲ့ဆိုလို့ရှိရင်တော့မျိုးစုံလာတယ်50အားရှိတယ်နောက်100အားရှိတယ်ပေါ့เนาะပုံစံမျိုးစုံလည်းရှိတယ်အဲ့တော့ jelly ရှိတယ်နောက် sea cake ရှိတယ်ဒစိမျိုးစုံလည်းရှိတယ်เนาะအဲ့တော့ varagra cavada sidora ဒီလိုဆေးတွေနဲ့လာတယ်ပြီးလို့ရှိရင်တခြားနာမည်တွေလည်းအများကြီးလာတယ်ဟုတ်ပြီဒီဆေးကိုဘယ်လိုတောက်အောင်လဲသူကဒီအတူမနေခင်မှာကျတော့ခမန်းကြီးပေါ့နော်နိုင်ဝက်ကနေပြီးတော့နှစ်နိုင်အတွင်းဆိုရင်ရတယ်အဲ့တော့ခြုံပြီးပြောမယ်ဆိုလို့ရှိရင်တော့အတူမနေခင်တနိုင်ကြိုတောက်အောင်ရတယ်နော်အဲ့တော့ သူ့ရဲ့ဆေးအစွမ်းကနိုင်ဝက်လောက်နေလို့ရှိရင်ပြတတ်တယ်။တချို့တွေလည်းတနာရီနှစ်နာရီလောက်နေမှာပြတာမျိုးလည်းရှိတယ်။အဲ့တော့ခမန်းကြီးအလွယ်မှတ်မယ်ဆိုရင်တနာရီနော်ဒီဆေးအတူမနေခင်မှာတနာရီကြိုပြီးတော့တောက်မယ်ဆိုလို့ရှိရင်ရတယ်။အဲ့တော့ဒါလေးသိထားဖို့လိုအပ်တယ်နော်။အဲ့တော့ဒီဆေးတောက်လို့ရှိရင်ခေါင်းရံကိုက်တဲ့အတွက်ကြောင့်တချို့တွေမခံနိုင်ဘူးဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အသေးလေးကောင်းတယ်ဆိုရင်ပါစီတမောနဲ့ရောပြီးတော့တောက်လို့ရတယ်။ဒါဆိုလို့ရှိရင်တော့ခေါင်းကိုက်တတတတတယ်ပေါ့နော်။နောက်ဆိုလို့ရှိရင်ခေါင်းရံကိုက်ပြီးတော့ကိုက အကုန်လုံးပြီးသွားတဲ့အချိန်မှာခေါင်းကိုက်ကြံပြီးတော့အလုံးမလုံးနိုင်တာမျိုးဖြစ်တတ်တယ်အဲ့တော့ဒါလေးတွေသိထားသင့်ပါတယ်နော်ဟုတ်ကဲ့ပါဒါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ဒါကျွန်တော်ဒေါက်တာတီယန်နှုန်း Facebook page နဲ့ YouTube channel လေးကနေပြီးတော့လဲဒါအကျိုးရှိတဲ့ video လေးကိုမျက်တက်ဆက်ပြီးမှဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြပါအောင်လို့ပြောရင်းနဲ့ video လေးကိုနှိမ်ချုပ်ပေးပါစေ။သိချင်တာရှိရင်လဲ comment မှာမေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။